ဆရာမိတ်ဆွေများအားလုံးပဲမင်္ဂလာပါနော်ငလျင်ကိစ္စနဲ့ပတ်သက်လို့ဆရာကိုလာပြီးတော့ဟောစတန်ထုတ်ခိုင်းခဲ့မိတ်ဆွေကြီးများလို့ဟောစတန်လေးထုတ်ပေးပါဆိုတောင်းဆိုတဲ့သူတွေများလို့ဆရာဒီနေ့ဒါတင်ပေးရခြင်းဖြစ်တဲ့ဆရာလုံးဝတင်ပေးဖို့အစီအစဉ်တော့မရှိဘူးနော်အဲ့တော့တပေါင်းလားကွယ်ငလျင်လာလို့ရှိရင်တဲ့ဖြစ်ပေါ်တဲ့နမိတ်တွေကိုတော့ဆရာမိတ်ဆွေကြီးလည်းအတူတူ တိလိမ့်မယ်လို့ဆရာထင်တယ်နော်အဲ့တော့တပေါင်းလောက်ကွယ်မှာငလျင်လာပြီဆိုလို့ရှိရင်အဓိကဘာဖြစ်တတ်လဲဆိုတော့နိုင်ငံတွင်းမှာရတဲ့စူပူမှုတွေဖြစ်ပေါ်လာတတ်တယ်တဲ့နော်စူပူမှုတွေဖြစ်ပေါ်လာတတ်တယ်နောက်ကဆရာတို့ကအခုပဲဒါဟောစန်ထိုင်ထုတ်ထားတာနောက်ကမတ်တက်ထေကတန်ဖိုးရှိတဲ့သူမိမိတန်ဖိုးထားတဲ့သူကိုဆရာတို့ဆုံးချုံရတတ်တယ်နာမည်ကျော်ကြားတဲ့သူပေါ့နော်အဲ့တော့ဆရာတို့စိတ်မကောင်းစရာကိစ္စတွေများနေလို့ဆရာဟောတော့မဟောချင်ဘူးဖိုတက်ထဲမှာရှိတဲ့ရတနာတဖွဲ့ တန်ဖိုးထားရတဲ့ပုပ်ကိုထူပုပ်ကိုမြက်တအူးကိုကြာတော့ဆုံချုံရတတ်တယ်တဲ့နော်ခုနမတ်တက်ထဲမှာလည်းဆရာပြောထားတယ်ဟိုတက်ထဲမှာလည်းဆရာပြောထားတယ်နော်နောက်ကနိုင်ငံတွင်းသူပူတောင်းကျမှုတွေပေါ်ပေါက်လာတတ်တယ်နော်နောက်တစ်ခုအနေနဲ့ဘာဖြစ်လဲဆိုတော့ဓာကြီးလေးပါးမှာတဘာပါဖောက်ပြက်ခဲ့ပြီဆိုလို့ရှိရင် နောက်ထပ်၃ပါးဟာလည်းမကြမီချိန်တွေမှာတက်ပြီးတော့ ောက်ပြက်လာတာမျိုးတွေဖြစ်တတ်တယ်။ဖောက်လဲဖောက်ပြန်ဖြစ်လာတတ်တယ်ပေါ့နော်။အဲ့တော့နောက်တစ်ခုကကြတော့နိုင်ငံအတွင်းမှာတဲ့အာဏာအပြောင်းလဲဖြစ်တတ်တယ်တဲ့။နော်အာဏာအပြောင်းလဲဖြစ်တတ်တယ်။လူတွေဟာဖြစ်ပေါ်လာတဲ့ဒီငလင်ရဲ့နမိတ်တိုင်ရာဟောရမယ်ဆိုလူတွေဟာသွေးထွက်တယုံကိစ္စတွေကြမှာပြေးလွှားနေရတတ်တယ်တဲ့။နော်အဲ့တော့နမိတ်တိုင်တွေလုံးဝမကောင်းဆရာဟောဖို့မဟောချင်တာနော်။ဟိုတောင်းဆိုလို့သာဆရာဟောပေးရတာဖုန်းတကူကြီးမားတဲ့သူတွေတဲ့နောက်ကဖုန်းကန် မြင်မာတဲ့သူတွေကြွေလင်းရတတ်တယ်နော်လှုပ်တာဒီတောက်ကြနေလာကွယ်နေမှာတပေါင်းလာမှာငလျင်လှုပ်ခဲ့တယ်အဲ့တော့တောက်ကြနေမှာငလျင်လှုပ်တာဖြစ်တဲ့တော့ကြောင့်မလို့ဖျားရိုးကစနေနေ့မှာမီးဘေးကိုခယူးဆိုက်ရလိမ့်မယ်နော်စနေနေ့မှာမီးဘေးကိုခယူးဆိုက်ရလိမ့်မယ်တနင်္ဂနွေနေ့မှာရေဘေးလီဘေးကိုခယူးဆိုက်ရလိမ့်မယ်နော်နောက်တစ်ခါဗုဒ္ဓဟူးနေ့မှာ လူတွေဟာပို့ပြီးတော့စေုံစေကန်သွားနေရတာမျိုးတွေနော်စိတ်ဆင်းရဲစရာကြုံနေရတာမျိုးတွေနောက်တစ်ခါဈေးနှုန်းအပြောင်းအလဲတွေကြာမှာစိတ်တော့ကရောက်ရတာမျိုးလေးတွေကိုချုပ်ဝှက်တက်လိမ့်မယ်တဲ့နော်အဲ့တော့တောက်ကြနေမှာဆရာတို့ကငလျင်ဖြစ်ပေါ်ခဲ့တယ်တဲ့တောက်ကြနေမှာငလျင်ဖြစ်ပေါ်ခဲ့တဲ့အတွက်ကြောင့်မဟုတ်လို့တနင်းကနေနေ့မှာလူတွေပြောက်များလိမ့်မယ်ယောဂအသေးစမ်းတွေဖြစ်ပေါ်လာတတ်တယ်တနင်းလာနေ့မှာမှုကင်းပြဿနာတွေနဲ့ပုံမူရင်ဆိုင်လာတတ်တယ်နော် အင်္ဂါနေ့မှာလူတွေဟာသွေးရတံယုံကိစ္စတွေအဖြစ်များတတ်တယ်။ဗုဒ္ဓဟူးနေ့မှာဒေါသထွက်စရာကိစ္စကိစ္စတွေပေါ့နော်။ရံပြစ်စရာကိစ္စတွေပို့ပြီးတော့ကြုံရတတ်တယ်။ဇာတာပရိနေ့မှာမိမိတို့ရဲ့ကြီးတဲ့ဥစ္စာတွေကိုဆုံးရှုံးရတတ်တယ်။တောက်ကြနေ့မှာငွေကြေးကိစ္စကြောင့်လည်းပူပန်တော့ကရောက်ရတတ်တယ်။စနေနေ့မှာသေယုံသေကန်းနေ့၌လူတွေပူစီကန်းနေ့ရှမ်းမိတ်ဆွေများအလုံးမဲမင်္ဂလာပါ။ဆရာယခုဟောမဲ့နမိတ်တစ်ခုပေါ့နော်။သခိုင်းနဲ့ပတ်သက်ပြီးတော့ဆရာနမိတ်တစ်ခုဟောပါအောင်မဲ့ ဇဂိုင်းကလေးင်ပြီးသွားပြီဆိုပြီးတော့ body pop ပြတ်မနေကြပါနဲ့နော် body pop ပြတ်မနေကြပါနဲ့အာပြီးသွားပြီဆိုပြီးတော့လည်းအလဲတွေးပြီးမနေကြပါနဲ့ဒီလိုပြောခြင်းကမိတ်ဆွေကိုစိုးရိမ်စိတ်ထည့်ပေးခြင်းမဟုတ်ဘူးနော်စိုးရိမ်စိတ်ထည့်ပေးခြင်းလုံးဝမဟုတ်ပါဘူးစိတ်ပူပင်တော့ကရအောင်ပြောခြင်းလည်းမဟုတ်ပါဘူးနမိတ်တော့မဟောတော့လို့စဉ်းစားရတာနော်အဲ့တော့ဒီနမိတ်ရဆရာတခုတော့ဆရာပြောခြင်းနဲ့ဆရာတွတ်တဲ့စာတာကွင်ကြီးအရာပေါ့နော်အာဇဂိုင်းရဲ့ငတ်လျင်ဒီအပီးမတက်သေးဘူးဆိုတော့ စာတာဘယ်လိုပြောမလဲတော့ host တန်းထဲမှာရှိတာပေါ့စာတာ queen ထဲမှာရှိနေတယ်လို့ဆရာတို့ပြောလို့ရတယ်အဲ့တော့တတိကက်စေချင်တာတတိပေးတာနော်တတိပေးတာဖြစ်တယ်စိုးရိမ်ပူပန်အောင် ပြောခြင်းမဟုတ်ဘူးပို့ပြီးတတိကက်ပြီးတော့ရှိနေလို့ရအောင်နော်သခိုင်းငလျင်မပြီးဆုံးသေးဘူးလို့ပြောရတယ်တောင်ပေါ်ရဲ့ဒေတာမှနေတဲ့သူတွေဂယုပြုရပါလိမ့်မယ်နော်အဓိကအဲ့ဟာလေးနှစ်ချက်သေးပါပဲဆရာအများကြီးမပြောခြင်းတော့ဘာကြောင့်လဲဆိုတော့ အများကြီးပြောလို့ရှိရင်တော့ကြာနေဆိုရင်ပူပန်နေရတဲ့သူတွေပူပြီးဆိုရင်ပူပန်မှာဆိုလို့ဒတိဝရိယရှိဖို့ဆရာအဓိကပြောခြင်းဖြစ်ပါတယ်เนาะအားလုံးပဲဂယုစိုက်နိုင်ကြပါစေကိုစိတ်နှပြကျမ်းမှာချမ်းသာကြပါစေလို့ဆရာစုမုံကောင်းတောင်းပေးလိုက်ပါတယ်